ပစ္စတင်ရဲ့ site တွေအကြောင်းနဲ့ rain tenny အကြောင်းလေးကိုကျွန်တော်မျှဝေပေးလိုက်ပါတယ်ခင်ဗျာပစ္စတင်တစ်လုံးရဲ့ zero site ကိုကျွန်တော်အရင်ဆုံးမျှဝေပေးပါမယ်ပစ္စတင်တစ်လုံးမှာ stt လို့ရေးထားရင် standard ဖြစ်ပါတယ်အဲ standard ဆိုတော့ပမာလို့ပြန် zero site လို့အလွယ်တကူပြောလို့ရပါတယ်ခင်ဗျာ အဲ့ဒီရဲ့ standard မှာပဲကျွန်တော်တို့က plus 1ကနေ plus 6ဆိုပြီးတော့ကျွန်တော်6မျိုးထပ်လာတယ်ပေါ့နော်ဒါကလည်းကျွန်တော်တို့ရဲ့ slip ကိုဖြုတ်ကြည့်လိုက်မယ်ကျွန်တော် standard ထည့်တယ် slip ကနည်းနည်း6နဲ့ဆိုရင် plus 1နဲ့ဆမ်းမယ်ပြီးရင် plus 2နဲ့ဆမ်းမယ် plus 3နဲ့ဆမ်းမယ်ပေါ့နော်ကိုယ်နဲ့အဆင်ပြေရ piston ကိုကျွန်တော်ဆမ်းတိုင်ရမှာဖြစ်ပါတယ်ခင်ဗျ standard site ကိုမှကျွန်တော် plus 1ကနေ plus city ကိုရဲ့ slip ကအဆင်မပြေဘူးဆိုရင်တော့ကျွန်တော်အစိတ် site နဲ့တိုင်ရမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်90ခွန်900တရားနဲ့ဆမ်းတော့မှာဖြစ်ပါတယ်ခင်ဗျ pisin တလုံးရဲ့ site number ကိုကျွန်တော်အခုများလေးပြထားတဲ့နေရာမှာအမှတ်သားလုပ်ထားတာဖြစ်ပါတယ်အဲ့ဒီနေရာမှာကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာကို piston ဟောင်းရဲ့ site number ကိုကြည့်ရင်တော့ကျွန်တော်အနည်းဆက်ဆုံးအဖြေရတာပေါ့နော် piston ရဲ့ဘူးမှာလည်း site number ရေးထားပါတယ်ခင်ဗျာ piston တလုံးမှာဆိုရင် in out ရှိတယ်ပေါ့နော်ကျွန်တော်အခုများလေးပြထားတဲ့ iron ကိုကျွန်တော်အပေါ်ဘက်မှာထားပြီးတက်အောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဘက်ကနေကြည့်မယ်ဆိုရင်စာသားအမှန်လေးပေါ့နော်အခုကျွန်တော်ပြထားတဲ့ပုံလေးအတိုင်းပဲပေါ့ဗျာ ပစ္စတန်တလုံးခုလိုကြည့်လိုက်မယ်ဆိုရင်ဂါဂျီပင်ပင်ကပစ္စတန်ရဲ့အလေတဲတဲ့ကနေဖြတ်ထားတယ်လို့ကျွန်တော်ထင်မြင်စရာရှိတယ်။တေချာလေးတိုင်းကြည့်လိုက်မယ်ဆိုရင် iron ရှိတဲ့ဘက်ကကျင်းနေပြီးတော့ OUD အောက်ပေါ့နော်။အောက်ဘက်ကကျတော့ကျွန်တော်ကျယ်နေတာဖြစ်တယ်။တနည်းအားဖြင့်ကျွန်တော်အင်းလက်ဘာရှိတဲ့ဘက်ကကျွန်တော်ကကျင်းပြီးတော့အိတ်ဇောဘာရှိတဲ့ဘက်ကကျယ်တာဖြစ်ပါတယ်ခင်ဗျ။ ရဲစကားနဲ့ရေဘူးရဆန်ဆန်ပြောရမယ်ဆိုရင်တော့ပစင်တလုံးကဆလစ်ထဲမှာဒီလိုဒဲ့ထိုးနေရမဟုတ်ပဲねခက်ပြီပြီခက်ဆောင်းဆောင်းပုံစံလေးနဲ့ဆလစ်ထဲမှာဒီလိုလွန်းထိုးနေရပဲဖြစ်ပါတယ်ခင်ဗျာဒီထက်ပိုပြီးတော့ဒီဒီကြကြအချက်လက်အတိအကျနဲ့သိချင်တယ်ဆိုရင်တော့ကျွန်တော် Google မှာတော့ခောက်လို့ရပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ပစင်တလုံးဘယ်လိုတိုင်းဝယ်မလဲပစင်မဝယ်ခင်ကျွန်တော်ရဲ့ဆလစ်နေထားကိုအရင်သုံးတက်မှာဖြစ်ပါတယ်။ကျွန်တော်ဆလစ်ကဆင်းချောင်းနေထားနေလား၊လဲလန်းချောင်းနေဖြစ်နေလား။အရန်ကိုဘဲဥတွေဖြစ်သွားလား။ ီးတော့ကာဂျီဝင်ကလစ်တွေပြုတ်နေတာကာဂျီဝင်ပြုတ်ပြီးတော့ကျွန်တော်ကချိုင်းကွက်တွေဖြစ်နေလာပါတော့ဒါဆိုရင်တော့ကျွန်တော်ကဆလစ်ဘိုရင်းပို့ရတာပဲဖြစ်ဖြစ်ဆလစ်လဲတာဖြစ်ဖြစ်တခုလောက်အောင်มาဖြစ်ပါတယ်ဒီတိုင်းတော့ကျွန်တော်ပြန်တက်လို့အဆင်မပြေဘူးပစ်စတင်ဝယ်တက်အောင်လည်းအဆင်မပြေတဲ့ဆလစ်မျိုးတွေဖြစ်သွားပြီပေါ့နော် piston တိုင်းမဲ့ဆိုရင် အရင်ဆုံးကျွန်တော် slit ကိုပြောင်းစီးဖို့လိုတယ်ပေါ့နော်ကြီးရရန်ကတ်နေရဆိုရင်တော့ကျွန်တော်ဓာလီနဲ့ပဲဖြစ်ဖြစ် cover အနုစားလေးနဲ့ပဲဖြစ်ဖြစ်ကျွန်တော် slit ကိုပြောင်းပြီးချုံးဝင်နေအောင်အရင်ဆုံးလုပ်အောင်ဖြစ်ပါတယ်ခင်ဗျပြီးတော့ကျွန်တော် injury ပပလေးစွတ်ပြီးတော့ကျွန်တော်ဒီ piston ကိုစွတ်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျ piston ကအရန်ခြောက်နေတယ်ထဲလိုက်လို့ quad ကနေခြောက်သွားတာမျိုးဆိုရင်လည်းအဆင်မပြေဘူးပြီးလို့ရှိရင်အရန်ကြီးကျက်နေတာမျိုးဆိုရင်လည်းအဆင်မပြေဘူးပေါ့ဗျာကျွန်တော်တို့ ပစ်စင်တစ်လုံးကိုထည့်လိုက်မယ်ဆိုရင်တော့ခက်စီစီပုံစံမျိုးလေးပေါ့နော်အခုလိုပုံစံမျိုးလေးဖြည်းဖြည်းလေးထိုးလိုက်မယ်ခက်စီစီပုံစံမျိုးလေးဖြင့်အဆင်ပြေပါခင်ဗျဘိုရင်းဆရာစကားနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်စီတတူးစာခြံရမယ်ပေါ့နော်ပစ်စတန်ကစီတတူးစာကြံနေဆိုရင်အဆင်ပြေပါတယ်ခင်ဗျဆလစ်ရဲ့ထိတ်ကနေကျွန်တော်ပစ်စတန်ကိုထည့်လိုက်မယ်ဆိုလို့ရှင်ဟိုးအောက်ခြေထည်ကိုကျွန်တော်က ခက်စီးစီးပုံစံအတိုင်းလေးတပြေးညီတည်းဆင်းသွားရမှာပေါ့နော်တချို့ဆက်လက်တွေကြတော့ကျွန်တော်အဝမှာကြတော့ကျွန်တော်လာပြီးကြက်နေတယ်ဖင်ဘက်ကိုရောက်ဝင်ကျွန်တော်ခြောက်သွားတာရှိတယ်ပေါ့နော်တချို့ဆက်လက်တွေကလည်းထိပ်ပိုင်းမှာကျွန်တော်ခြောက်နေတယ်အောက်ပိုင်းရောက်မှကြက်သွားတာပေါ့နော်အာဆက်လက်ပုံစံတွေကအမျိုးမျိုးရှိတယ်ပေါ့နော်ခုနကကျွန်တော်ပြောလို့တပြေးညီတည်းဆင်းသွားတာမဟုတ်ဘူးဆိုရင်တော့ဒါဆက်လက်ဘိုးရင်းလောက်တာဖြစ်ဖြစ်လုံးဝဆက်လက်မကောင်းတော့ရင်ဆက်လက်လဲတာမျိုးလောက်မှဖြစ်ပါတယ်ခင်ဗျာ ဘိုရင်းဆိုင်ကို85တရာအထိဒါဘိုရင်းလုပ်ပြီးတော့စီးနေတဲ့ဆိုင်ကိလေးရှိရပါဘောနော်ဘိုရင်းကိုဆိုက်ကြီးထိုးမယ်ဆိုရင်တော့ကျွန်တော်ကျင့်တဲ့အချိန်မှာရေနဲ့မကျင့်စီချင်ဘောနော်အစကတည်းကတော့ကျွန်တော်ခက်ပြီးပြီးပုံစံလေးထိုးစီချင်တာပေါ့အရင်ကြီးကြောက်မထိုးနဲ့ဘောနော်မကျင့်တာတော့ကောင်းဆုံးပါပဲခင်ဗျပစ်စတင်ဆိုက်ကြီးထည့်တာပဲဖြစ်ဖြစ်ဆလစ်ဘိုရင်းဆိုက်ကြီးထည့်တာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဆက်တန်လေးနည်းနည်းပြင်လာနိုင်တယ်စီလေးနည်းနည်းပူစားလာနိုင်တယ်ပေါ့နော် အရင်ဆုံးကျွန်တော်ဒီတွန့်တွန့်လေးနဲ့ rain ပေါ့နော်ဒီတွန့်တွန့်လေးနဲ့ rain ကိုကျွန်တော်အရင်ဆုံးတက်မှာဖြစ်ပါတယ်သူရဲ့ပါဇက်ပေါက်ကိုတော့ကျွန်တော် OUD out ပေါ့နော်အောက်ဘက်မှာထားမှာဖြစ်ပါတယ်ခင်ဗျပြီးရင်တော့ကျွန်တော်အပါဆုံး rain queen နဲ့ queen ဖြစ်တဲ့ sea rain ပေါ့နော် sea rain queen ကိုကျွန်တော် iron in မှာထားမှာဖြစ်ပါတယ်ခင်ဗျသူရဲ့ပါဇက်ပေါက်ကိုကျွန်တော် iron in ban အတဲ့ပေါ့နော်ကျွန်တော်စီရင်သုံးခွင်းကဘယ်လိုအလုပ်လုပ်လဲဆိုရင်စလစ်ထဲမှာပစ်စင်တလုံးကချောချောမွေ့မွေ့နဲ့လွန်ထိုးနိုင်မှုအတွက်ရောက်ရှိလာတဲ့အင်ဂျင်နီယာရှိတယ်။ ဲ့ဒီ enjoy ကို तू ကဒီမီးလောင်ခံနေဒီမရောက်အောင်လို့ तू ကထိန်းထားတဲ့တဘောပေါ့နော်ပစ်စင်တလုံးနဲ့ချွတ်ချွတ်မူးမူးနဲ့လဲချင်တယ်ဒီ enjoy ကိုလည်းမီးလောင်ခံနေမရောက်ချင်ဘူးပေါ့အဲ့ဒီအတွက်မီးလောင်ခံနေမရောက်အောင် तू ကထိန်းထားတဲ့တဘောဖြစ်ပါတယ်ခင်ဗျစီရိနကွင်းကိုအခုလိုပါဇက်ပေါက်ဆောင်းအောင်တက်ပြီးပြီဆိုရင်တော့ကျွန်တော် correction rain တက်မှာဖြစ်ပါတယ်ခင်ဗျ तू ကအဖြူနဲ့အမဲလာတယ်ဆိုရင်ကျွန်တော်အမဲရအလေမှာတက်မှာဖြစ်ပါတယ် သူက engine အားအတွက်တည်တံ့ဖြစ်ပါတယ်ခင်ဗျဒီရဲ့ rain နေရာလေးပြီးရင်တော့ကျွန်တော်ထိတ်ဆုံ rain ကိုတက်มาဖြစ်ပါတယ်ထိတ်ဆုံ rain ကကြာဘယ်လိုလုံးလုံးလဲဆိုရင်ကျွန်တော် engine ရဲ့ပောက်ပယ်မှုဖြစ်စဉ်တခုဖြစ်ပြီးဆိုရင်ဒီမီးလောင်ခန်းထဲမှာဒီလောင်စာရဲ့အကျဉ်းချန်ကြီးရှိတာပေါ့နော်ဒီလောင်စာအကျဉ်းချန်ကြီးအားလုံးကိုကျွန်တော်အပြင်ကိုစွန့်ထုတ်လိုက်တာပေါ့ exhaust ကနေစွန့်ထုတ်လိုက်တယ်အဲ့မှာကျွန်တော် correction တခုရတယ်ပေါ့အားတခုရတယ်ပေါ့နော်အဲ့အားနေတစ်ဆင့်ကျွန်တော် engine လဲပတ်ပြီး engine ယုံကပ်ပြီးဆိုင်ကဲသွားတာပေါ့နော် အင်ဂျင်ရဲ့မီးလောင်ခန်းထဲမှာပောက်ကွဲမှုဖြစ်စဉ်တစ်ခုဖြစ်ပြီးဆိုရင်ကျွန်တော်လောင်စာအကျဉ်းချမ်းနေရှိတယ်ပေါ့နော်။ဒါတွေကိုကျွန်တော်တန့်ရှင်းလို့ဖို့လိုတယ်ပေါ့နော်။အဲ့ဒီရဲ့တာဝန်ထိတ်ဆုံးရင်းကထမ်းဆောင်ပေးတာဖြစ်ပါတယ်ခင်ဗျာ။သူကထိတ်ဆုံးကိုပို့ပေးတယ်။ပြီးတော့ကျွန်တော်၁၄ရဲ့မျက်နှာပြင်အစင်အမြဲချုံးမွေးနေဖို့သူတာဝန်ယူတယ်ပေါ့နော်။လောင်စာအကျဉ်းချမ်းတွေကိုလည်းတတ်နိုင်တော့အပြင်ဆွန့်ထုတ်တယ်။ဆွန့်ထုတ်လို့မရတဲ့ဟာတွေကိုလည်းကျွန်တော်ဟက်မျက်နှာပြင်မှာကျွန်တော်တို့မီးလောင်ခန်းမှာတွားရိုက်နေတာပေါ့နော်။အချိန်နဲ့မျှတွားပို့နေတဲ့ပုံစံမျိုးဖြစ်ပါတယ်ခင်ဗျာ။ ရင်းနေရဲ့အလုံးလုံးပုံကိုပြန်ပြောရမယ်ဆိုရင်ထိတ်ဆုံးရင်းကတန့်ရှင်းရင်းနဲ့တူတယ်။အလဲရင်းကတော့ကျွန်တော် engine အားအတွက်အလုံးလုံးတာဖြစ်ပြီးတော့နောက်ဆုံးရင်းသုံးခွင်းကတော့ကျွန်တော် engine ဝိုင်းကျွန်ထွက်မလာအောင်ထိမ့်မိတဲ့ခန့်တက်ရင်းနေဖြစ်ပါတယ်ခင်ဗျ။မိလောက်ခန့်နေကို engine ဝိုင်းနေမရောက်ဘူး။သူကနောက်ဆုံးခန့်တက်ပေါ့နော်။ရင်းနေအစင်းစင်းကထားတဲ့တဘောလေးဖြစ်ပါတယ်ခင်ဗျ။ rain ထားမဲ့ပုံစံလေးကအတွန့်ရင်းရဲ့ပတ်စပ်ကိုအောက်ဘက်မှာထားရတယ်။ အပားနှစ်ကွင်းကိုကျွန်တော် IIM မှာစုံထားတယ်အလဲကွင်းကိုလည်းကျွန်တော်ဘက်မှာထားတယ်ဗောနော်ထိတ်ဆုံးကွင်းကိုတော့ကျွန်တော်ဒီဘက်မှာထားတယ်ဗောနော်ဒီလောက်ဆိုရင် piston ရေးနဲ့ slit တွေရဲ့အလုံးလုံးပုံကိုအကျန်းဖြစ်တော့နားလည်ရမယ်လို့ထင်ပါတယ်ခင်ဗျာအခုလိုမျိုးရှေ့လျားထွေပြပြီးရှင်းပြပြီးတဲ့ဗီဒီယိုမျိုးတွေနောက်ထပ်ဖန်တီးစေချင်တဲ့ဆိုရင်တော့ကျွန်တော်စစ်တမ်းလေးကောက်ပြစီခင်ဗျာအခုလိုပဲမြန်မာနီမြန်မာဟန်မြန်မာလိုရှင်းပြတာမျိုးတဘောကြလား အင်္ဂလိပ်တပ်ပုံနေနဲ့အင်္ဂလိပ်ဝေါ်ဟာရာနေကျွန်တော်ရှင်းပြစီချင်တာကိုကျွန်တော်ကွန်မန့်မှာရေးခဲ့ပေးပါအောင်ခင်ဗျအဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆုံကြတာပေါ့